ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တဲ့အားလုံးမင်္ဂလာပါ Rupe Amaro ရဲ့အခုအသင်း Man United အသင်းကစတိုက်ရလက်ကောင်းတဲ့အတွက် Manchester United ပြိုင်သက်တော်မှာကျွန်တော်၅ပွဲစတိုက်နိုင်မှစပိန်ညှက်မယ်ဆိုတဲ့ပြိုင်သက်တော်မှာစပိန်ညှက်ရတော့မဲ့အခြေအနေတွေရောက်လာပြီအဲ့ဒါကလည်းခုတနေ့ကကျွန်တော်ပါသွားတွေ့လဲဆိုတော့ German Bundesliga Clash Show ကသူတို့အသင်း၅ပွဲစတိုက်နိုင်သွားပြီပေါ့လေ မင်းညှက်ညှက်လို့ရပြီ short cut တင်းပါဆိုတော့မင်းစပင်းညှက်ပြီးသားဖြစ်နေပြီဆိုပြီးတော့မှသူတို့ကအဲ့ United ပိတ်သက်ပုံလေးနဲ့တင်ပြီးတော့ဒါသူတို့အတင်းကပေါ်ပြထားတာတွေ့တယ်အဲ့မှာတည်းကျွန်တော်တစ်ချက်ကြော်တော့မဆိုးဘူးလို့အဲ့မှာကြည့်ပြီးတော့အခု Manchester United ကအခုဆိုရင် Liverpool ကိုလည်းနိုင်တယ်ရှေးက Sunderland ကိုနိုင်တယ် Liverpool ကိုနိုင်ပြီးတော့အခု Brighton ကိုမှနိုင်လိုက်တော့ back to back သုံးပွဲဆက်တိုက်နိုင်လိုက်တယ် Man United ပိတ်သက်တချို့ပေါ့လေ Old Trafford မှာသွားကြည့်တဲ့ပိတ်သက်တချို့ကတော့အဲ့ United ပြိတ်သက်၅ပွဲမှစပိန်ညက်မယ်ဆိုရင် United ပြိတ်သက်တိတ်မကြိုက်တဲ့သူတွေများတယ်။ဘာကြောင့်မကြိုက်လဲဆိုရင်ဗျာကိုအတင်းကိုဒီကောင်တိတ်ခါလာချနေတယ်ဗျာ။ငါတို့အတင်းကဘယ်လိုပြောမလဲဆိုတော့ရလက်ဆိုးနေပါတယ်ဆိုမှမင်းကဆိုးပေါ်ကိုပို့ပြီးတော့အခွင့်ကောင်းယူတယ် advantage ယူတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကသူ့အတူ channel လောက်တာလောက်တာပဲဒါပေမဲ့အတင်းကို attention ယူတယ်ဘာညာနဲ့လောက်တဲ့ခါအမအိုက်ကောင်နဲ့သူနဲ့တောင်မှတချို့ပြေးသက်ချိုးနေတောင်ရံပြစ်ကြနေတယ်သူ့စပင်းတွေမှာကောက်ဆွဲလို့ဒါ ultra foot ခွဲမှာ investigate ဒီပိုင်းလောက်တာတွေ့တယ် အဲ့ဒါတပိုင်းဆိုအခုရူပင်အမရုံကသူပရီးမီးယားလိကာနဲ့တောင်းလျှောက်တောင်းလျှောက်မှာတခါမှဘက်တူပဲမနိုင်ဘူးအခုဘက်တူပဲမှာ3ပွဲဆက်တိုက်နိုင်တယ်အိမ်ကွေးကို4ပွဲဆက်တိုက်နိုင်လိုက်တယ်အဲ့နိုင်ပွဲ4ပွဲဆက်တိုက်ကိုအခုလက်ရှိမှာ3ပွဲဆက်ပရီးမီးယားလိအိမ်ကွေးတွင်နိုင်ပွဲတဲ့အချိန်မှာမန်ချက်စတာယူနိုက်တက်ပြည်တဲ့5ပွဲပြည်မှာစပိန်ညှက်မယ်ဆိုတဲ့သူ့ရဲ့တာဂက်ထိနိုင်လားလာမယ့်ပွဲစဉ်2ပွဲကထင်သလောက်တော့မလွယ်ဘူးเนาะ Northern Forest ကိုအဝေးခွင်ပြီးတော့မှနောက်တစ်ပွဲကဒါဘယ်လိုပြောမလဲလက်သူတို့အတွက် Tottenham Hotspur ကိုအဝေးခွင်ထားပါတော့ Liverpool လို့အသင်းပြောတော့အဝေးခွင်နိုင်ထားပြီဆိုရင်တော့ Forest အဝေးခွင်ကအသိပြတ်တာမရှိဘူး maybe Spurs တစ်သင်းလောက်ပဲ Slap Spurs ကြတော့အသင်းကြီးဖြစ်တဲ့ကြောင့် slightly different သူတို့ကိုလည်း Europa League final မှာလည်းနိုင်ထားတယ်ဆိုတဲ့အချက်တစ်ချက်ဒါပေမဲ့ Man United ရဲ့ point ကိုကြူရကြည့်ရင်ရောယုံကြည်မှုရကြည့်ရင်အသင်းက လို့ပြောမလဲတော်တော်ကို relief ဖြစ်နေပြီအခုကအတင်းကတော်တော်လေးအခုဆိုရင်ကြာကျွန်တော်ခန်းစစ်မှာတွေ့လို့ရှင်မတိုက်ရစည်းလေးကတော်တော် solid ဖြစ်တာနောက်ကွင်းလေကကက်ဆမီရိုရှိကတော်တော်လေးကောင်းလာတဲ့ performance တွေသူ့ဘေးမှာကောင်းကောင်းသူ့ကိုကာပါလုပ်ပြီးသူကလမ်းပြန်နေအောင်ကစားပြနေတယ်တိုက်စစ်ကတော့ကျွန်တော်ထုံးစံတိုင်းအံပွေးမှုတော်တော်လေးကောင်းတယ်ကုညာကောင်းလာပြီဒါပေမဲ့ Chesco ကတော့ဘာမှမတည်သေးဘူးဒါပေမဲ့ဒီသင်းကလုံးဝ confident ပြည်လာပြီဆိုတော့ Manchester United ပြည်သက်တယ်ရူဘင်အာမရိုနဲ့သူ့ဘေးသူ့ကစားမားပြီပြည်သက်တဲ့အားလုံးကရော ငါးဘွဲ့ပြည့်မှစပိန်ညက်မယ်ဆိုတဲ့မန်ယူနိုက်တက်ပေးတက်ရဲ့စိန်ခေါ်မှုကိုသူတို့ချိုးဖြတ်နိုင်ပြီလားနံပါတ်1 Northern Forest ကအဝေးကွင်းအဲ့အဝေးကွင်းကပုံမှန်အားဖြင့် Anch Poso ကိုကူဆိုရင် United ကလှည့်ကြည့်စမ်းလို့နိုင်ပါဗျဒါပေမဲ့ကို Anch မဟုတ်တော့ဘူးရှုံတိုက်ဆိုတဲ့အတွက်ကြောင့်ရှုံတိုက်က slightly different သူကအဓိကရှုံတိုက်နဲ့ပတ်သက်လို့ကျွန်တော်ပေးသက်တွေတည်ထားတယ်နာမည်ကြီးတဲ့ချက်ကသူကခန်းစစ်အရန်ပိတ်ကန်ပြီးတော့ပိတ်ကန်နဲ့နီးပြ လောင်ပေါ်တွေစပီးစတွေဓာတ်တွေကိုပေါ့အောက်သူ evidence ကိုကင်တော့ကလည်းထောင်းကံပေါ်တွေအမြဲတမ်းကြောက်ရတယ်တခါသူ evidence မဟုတ်ဘူးဘန်လီမှာကင်တော့ကလည်းအိုက်တိုက်ပဲဆိုအိုက်တကွက်ကရှုံတိုက်ဖြစ်တဲ့အတွက် maybe united အတွက် tricky game လို့ပြောလို့ရတယ်ပွဲနောက်တစ်ပွဲကတော့ spurs spurs က manchester united ကိုနောက်ပိုင်းမှာနည်းနည်းလေးဒုက္ခပေးတဲ့အဆင့်အဲ့ဒီမှာမှ europa league final မှာမှနိုင်ထားတဲ့အသင်းဒါပေမဲ့သူတို့ကိုယ်တိုင်လည်းချိန်မငင်ဘူးသူတို့အိမ်ပွဲမှာ wolf ကိုတည်ကြတယ်အဲ့ပြီးတော့သူတို့ shade တစ်ပတ်တုန်းကလည်းသူတို့ရလက်ဆိုးထားတယ်ဒါ whole pride သူတို့ ဘယ်လိုပြောမလဲတစ်ဖက်မှာလည်းသူတို့အနေနဲ့လုံးဝကိုခတ်မှန်းရခတ်တယ်ဆိုတော့စပားအသင်းကဘုံပေါက်ကိုအိမ်ခွင်းမှာရှုံးတယ် wolf ကိုအိမ်ခွင်းမှာရှုံးတယ်အိမ်ခွင်းမှာတေးကြတယ်နောက်ဆုံး asovilla ကိုအိမ်ခွင်းမှာရှုံးတယ်ဆိုရင်ကျွန်တော် spa လဲပန်းနာပြောအိမ်ခွင်းမကောင်းဘူးအတင်းကြီးအတင်းကြီးဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့သတိထားရမယ် manchester united ပေးတဲ့ရဲ၅ပွဲဆက်တိုက်နိုင်မှသဘင်ညက်မယ်ဆိုတော့အဲ့အဲ့ချီဒီဘလိုတင်လဲ forest away ကိုတပွဲပြီးတာနဲ့ ပြီးရင်နောက်ထပ်တစ်ပွဲကတော့ဒါကူ Spurs away win ဒါပြီးတော့ United က fixture တွေ6နေပြဘာလို့6လဲဆိုတော့နောက်ပိုင်းပွဲတွေကိုကြည့်လို့ရှင် Manchester United ကအဲ့ပွဲပြီးတာနဲ့ Man United ကလုံးဝကိုရိုင်းဆူဆူရွားရွားမရှိဘူး။ဘာလို့ဆို Man United ကအခု20ဒီဒီအဲ့ပွဲပြီးတာနဲ့နာမည်ဒီ Christmas ကာလ December လောက်တော့ဒီကို United ကပွဲတယ်မှာ Forest Spa away win နှစ်ပွဲပြ။အဲ့ဒါပြီးရင် International break လာမယ်။အဲ့ဒီ International break ပြီးရင် Everton A Palace away West Ham A ်ဝူဗာဟန်တာအဝေးဘိုးမောက်အိအက်စတိုဗီလာအဝေးညူကာဆယ်အိဝူဗာဟန်တာအိလီးစ်အဝေးဘန်လီအဝေးဒီဇင်ဇန်နဝါရီ18ရက်နေ့မစီးနဲ့ပွဲမတိုင်ခင်10ပွဲမှာအသင်းတွေကနိုင်လို့ရတဲ့အသင်းတွေကြီးပဲโอเคတချို့ဝေးကွင်း tricky လေးတွေဘလို့တင်ကြလဲမန်ယူနိုက်တက်ပြီးတက်တယ်ဆိုတော့ challenge ရဲ့၅ပွဲကိုနိုင်တယ်လား forest နဲ့ဒါတစ်ဖက်ကဒီ နောက်ဆုံးကစားမဲ့ Forest နဲ့ Tottenham ပွဲရဲ့နောက်လက်ကျန်10လာမဲ့10ပွဲမှာ United ဘယ်လောက်ထိအမှတ်စုဆောင်းနိုင်မယ်ထင်တယ်ဘယ်လိုထင်ကြလဲကိုမမဝင်အမှတ်ချက်ပြကြပါအောင်ကျေးဇူးတင်ပါတယ်